သုံးပြီးတော့မှမိတ်ဆွေတို့ရဲ့ပတ်စံကိုအလဟတ်တက်မဖြစ်အောင်လို့ကျွန်တော်မိတ်ဆွေတို့အတွက်အကောင်းဆုံးအကြံဉာဏ်လေးတွေပေးပြရစီကင်မရာအဓိကသုံးမယ်ဖုန်းတစ်လုံးဝယ်တော့မယ်ဆိုရင်ပတ်စံ30ကျော်သုံးပြီး Android ရဲ့ flagship level တွေကရှာနေတယ်ဆိုရင် Vivo ရဲ့ H200 Pro ကဒီဈေးတန်းမှာမိတ်ဆွေတို့အတွက်ရွေးချယ်ဖို့အသင့်ဆုံးဖြစ်ပါလိမ့်မယ်။ဘာလို့လဲဆိုတော့ဒီဖုန်းလေးကိုကျွန်တော်ကိုယ်တိုင်စမ်းသုံးကြည့်ထားပြီးတော့မှဒီဖုန်းလေးရဲ့အားတာတွေအချက်တွေအားလုံးကိုကျွန်တော်ကိုယ်တိုင်စမ်းသုံးကြည့်ပြီးတော့မိတ်ဆွေတို့အတွက်ကျွန်တော်အကြံပြုပေးတာဖြစ်ပါတယ်။ဒီကောင်လေးက ကျွန်တော်စမ်းသုံးကြည့်ရသလောက်ဒီပေးရတဲ့ဈေးတန်းမှာသူ့ရဲ့အားနည်းချက်လုံးဝမရှိပါဘူးဒီဈေးတန်းမှာတခြားဖုန်းတွေနဲ့လည်းကျွန်တော်ရှင်ပြီးတော့မှအများကြီးသုံးကြည့်ထားတဲ့ဖုန်းတွေဖြစ်ပါတယ်ဒီကောင်က CPU ဘိုင်းမှာ Dimensity 9400ကိုအသုံးပြုပေးထားပြီးတော့မှ RAM 60 memory 512GB ပါမယ်ဘက်ထရီက6000 mAh နဲ့ပြီးတော့ဒီဖုန်းရဲ့အားသာချက်အနေနဲ့ကတော့ဒီမှာမိတ်ဆွေတို့တွေ့တယ်မို့လားကင်မရာကဒီမှာအဝိုင်းကြီးကင်မရာရဲ့ဒီအဝိုင်းကြီးကဘယ်လောက်ထိအသုံးဝင်လဲဆိုတာကိုကျွန်တော်ပြမယ်ဗီဒီယိုအဆုံးထိလိုက်ကြည့်ပေးပါ ဒီဖုန်းမှာကင်မရာဘယ်လောက်ထိအလုံးလုံးလဲဆိုရင်ဒီမှာသူ့ရဲ့ပါတဲ့ original ဒီမှာပါတဲ့ 10h အဲ့ဒီ 10h ကိုထပ်ပြီးတော့တစ်ချက်နှိပ်လိုက်မယ်ဆိုရင်မီလီမီတာက460မီလီမီတာရောက်သွားပြီ690မီလီမီတာရောက်သွားပြီ1150မီလီမီတာအထိကိုဒီလို zoom ဆွဲပြီးတော့တိတိချင်းတိတိငင်ငင်တွေကိုကင်မရာ zoom ကိုအဓိကထားပြီးတော့အဝေးအထိကိုဆွဲပြီးတော့မှကြီးလင်းပြတ်သွားတဲ့ကြည်လင်ပြတ်သားတဲ့ဓာတ်ပုံတွေကိုမိတ်ဆွေတို့ရိုက်လို့ရမှာဖြစ်ပါတယ်ဒီကောင်လေးနဲ့ကျွန်တော်အဝေးကြီးကိုဆွဲပြီးတော့ကြည်လင် ကြည်ကြည်လင်လင်ဓာတ်ပုံလေးတစ်ပုံမိတ်ဆွေတို့ရိုက်ပြမယ်ဗီဒီယိုရဲ့နောက်ဆုံးမှာလည်းဒီဖုန်းကနေထွက်လာတဲ့ကင်မရာ result လေးတွေကိုကျွန်တော်တင်တင်ပေးပါမယ်เนาะ